ဒီနေ့ပြီးပြီးတော့ပညာဝုဒ္ဓိတုတ်ဒီတရားတော်တို့ဒီနားကြရအောင်နော်ဧကုတ္တသုတ္တန်ဒီပမာပညာဝုဒ္ဓိတုတ်ဆိုတာရှိတယ်အဲ့မှာမြတ်စွာဘုရားလည်းဟောထားလဲဆိုသတ္တရောမေဘိက္ခုေဓမ္မာပညာဝုဒ္ဓိယသံဝတ္တန္တိကတမေသတ္တရောတပ္ပုရိတတံတိတုံတတ္တမတဝနံဇောတိတောမလေကနံအကာရ ဓမ္မပฏิပတ္တိဣမေကောပိကုယသတ္တရောဓမ္မပညာဝတ္တိယသောတံတိပတိလဆုအိဗေဘာပြောရလဲဆိုရင်ခြေသားတို့ခြေတိတို့တဲ့ဒီတရား၄ပါးကဒီတရား၄ပါးကပညာတူဝါရဖြစ်တယ်အဲ့ဒီ၄ပါးပဲတရား၄ပါးလဲဆိုရင်တပတိတပုရိတံတေဝပညာရှိတော်ဘောင်းသိဆက်ဆံမြင် နံပါတ်1တတ္တမသဝနံပြရကောင်းနေထားတရားစကားဒီနာထောင်းမယ်စာပေဒီလေးလာဖတ်ရှုမယ်နောက်နံပါတ်3ယောနိတော်မရတိကာရနှလုံးသွင်းပန်ကံအတင်းတင်းလုံးသွင်းမယ်နှလုံးသွင်းပန်ကံပဲနောက်နံပါတ်4ဓမ္မလူဓမ္မပฏิပတ်တိလောကုတ္တရာတရားအယောတဲ့အချက်မြတ်ကိုချက်ချက် ဒီလေးပါလောကုတ္တရာတရားဆိုလောကုတ္တရာတရား၉ပါးရှိဣမာယဓမ္မတုဓမ္မပฏิပတ္တိယံဗုဒ္ဓံပုစီမိဣမာယဓမ္မတုဓမ္မပฏิပတ္တိယံဓမ္မံပုစီမိဣမာယဓမ္မတုဓမ္မပฏิပတ္တိယံသံဃံပုစီမိဆိုပြီးတော့တို့ဒီတရားထိုင်ပြီးဒီလိုပူဇော်ကြတယ်လောကုတ္တရာတရားလောကုတ္တရာတရား၉ပါးလျော်ကြွခြင်းဆိုတာ လောကုတ္တရာကိုဝါဆိုတာဘာလဲဆိုရင်မလေးပါးရင်ဖူလေးပါးရင်နိဗ္ဗာန်ဒါအောင်လောကုတ္တရာတရားကိုဝါလဲဆိုရင်နော်မလေးပါးဖူလေးပါးနိဗ္ဗာန်လျော်တဲ့အကျင့်ဆိုမဂ္ဂင်၈ပါးအကျင့်တရားနဲ့သမတိတ္ထိသမတိကပ္ပပညာမဂ္ဂင်တပ္ပသမတိသမတိကပ္ပသမဝါစာသမကမ္မန္တသမအစီပါသီလမဂ္ဂင်၃ပါးသမဝါယမသမတတိသမသမာတိသမိုင်းမဂ္ဂင်၃ပါး အရိယဘုရား၈ပါးရဲ့တတိပဋ္ဌာန်တရားဝိပဿနာတရားဒါပညာကြီးပွားကြောင့်လောကီပညာလောကုတ္တရာပညာမဲ့ပညာပူပညာဒါတွေကြီးပွားကြောင့်တုတ္တချံချမ်းသာကြောင့်တရားဖြစ်တယ်ဒီလိုဆိုကျေးဇူးတော်ရှင်ဘာကျုဆရာတော်ဘုရားကြီးမိန့်ထားတာရှိတယ်ပုံမှန်လေးသာလုပ်သွားတယ်ပညာဆိုတာလောကီပညာပဲဖြစ်ဖြစ်လောကုတ္တရာပညာပဲဖြစ်ဖြစ် သမထပညာဝိဝတနာပညာမေပညာဖြစ်ပညာပဲဖြစ်ဖြစ်ဒူးနဲ့ဒူးမဒူးဘူးတဲ့တချို့ကြတော့တရားနာရင်လည်းတရားတို့ရနိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်တရားလက်ထက်ကဆိုလို့ရှိရင်တရားနာရင်လည်းဒေသနာဝန်သားတဲ့ကိုသောတပတ္တိဖလာဒီတရားနာပြီးတော့အများကြီးဘုရားဆောင်ကောင်းသူတို့ဒီသောတပတ္တိဖလာသောတပတ္တိဘုရားဘာမှုနိုင်တဲ့ရောက်ကုန်ရေးဆုံးဖြစ်လို့ဆိုဆို ရရှိမိတဲ့တရားလေးတခါတာနာပြီးတော့တော်ရမတည်သွားတယ်။ဆိုကြပါစို့ပိဇဝကေငါဟုတ္တမဘာလဲကောတညာဝပပတိယမဟာနံအတ္တစီအရှင်အတ္တစီရဲ့ရေတမဟိတုပ္ပဝအကျိုးပန္နမြအကြောင်းရှိလို့ဖြစ်တာအကြောင်းရှိရင်အကျိုးရှိတယ်ဒီတရားလေးတူတူလေးရဲ့ဒါလေးနာလိုက်ပြီးတော့ရှင်သာရိပုတ္တရာလောင်းလျာဖြစ်တဲ့ ရှင်သန်ရဖို့လေအလုံးမရဖြစ်တဲ့သူကဒါကလည်းသောတာပန်တည်တာတချို့ကတရားနိုင်တဲ့တရားသူတရားမြတ်ရတာတချို့သောတာပန်တချို့သက္ကရာကတချို့အနာကတချို့ရဟန်းတာအဲ့လိုပဲရှင်သန်ရဖို့တော့အလုံးမရပြန်ဟောတဲ့တရားကိုနားပြီးတော့ရှင်မောကလန်တော်မြတ်သောတာပန်တည်စသည်စသည်ပေါ့တချို့ကြတော့စာပြေအစစ်စစ်သင်ယူပြီးတော့ နောက်ပိုင်းမှာတရားထူးရတဲ့ပုံစံတွေလည်းရှိတယ်အစစ်အစစ်တစစ်တစစ်စစ်တဲ့တချို့ကြတော့နေတမောနှစ်ပေါင်းများစွာကျင့်ပြီးမှအတိညာရင့်လာတဲ့ပုံစံမျိုးလည်းရှိတယ်နှစ်ပေါင်းများစွာလာပေါင်းများစွာဒီပေါင်းများစွာလာပေါင်းများစွာနှစ်ပေါင်းများစွာကျင့်တယ်မှအတိညာရင့်လာတဲ့ပုံစံလည်းရှိတယ်တောင်းတတယ်မတူဘူးအဲ့တော့တူတာမတူတာထားတဲ့ကိုလို့အမှန်အလို့ကိုလို့နေဘူးလားတူတယ် ူသွားမဲ့လမ်းကြောင်းကိုကူသွားမှကိုရောက်ရတယ်မသွားဘဲနေရင်တော့မရောက်ဘူးတဲ့ခြေလမ်းတရားလမ်းမဲ့နေရာရောက်ဖို့ဆိုကြပါစို့ခြေလမ်းတရားလမ်းမဲ့ခြေလမ်းတရားလမ်းရမဲ့နေရာကိုရောက်ဖို့အတွက်တလန်းဒီတလန်းဆန်းရင်တလန်းချင်းတလန်းချင်းတလန်းချင်းသွားမယ်ဆိုရင်ဆိုကြပါစို့နံပါတ်1ဖြစ်တယ်လမ်းလမ်းပြီးပြီဆိုရင်ခြေလမ်းတရားသွားအောင်သူ99လမ်းပဲကျန်တော့ တလန်းမလန်းသေးတဲ့ပုဂ္ဂိုလ်ကတော့အလန်းတရာကြံကြံ။ဒါကြောင့်ပုံမှန်လေးအလုံးလုံးနေဖို့အရေးကြီးတယ်လို့ဒီလိုဆိုဆို။ရှားတာမရတာရတာတူတောင်လုံးဝကုတောင်လုံးနဲ့တောင်ကိုခွဲဝေပြီးတော့ရလူတဲ့စိတ်ကြီးမြဲကန်ပြီးတော့ပြင်းထန်နေလို့လည်းမရဘူးသူအချိန်တိုင်းရမှာပါတဲ့။ဆိုတော့မရရင်ကျင့်တာကျင့်စရာတော့ဘောပဲနော်။မရရင်ရင့်ကျင့်တာကျင့်ချင်းနေရင်တော့ နိုင်ငံသားတွေရောနိုင်ငံသားမှာသက္ကဝံတခုရှိတယ်နိုင်ပေါင်းတသောအလုံးလို့ရင်တဲ့အောင်မြင်တယ်လို့ဒီလိုသတ်မှတ်တယ်ဒုတိယကနိုင်ပေါင်းတသောအလုံးလို့တဲ့ဆိုင်အောင်မြင်တယ်လို့ဒီလိုသတ်မှတ်တယ်နော်ဆိုကြပါစို့ဒုစရာလေးတွေပဋ္ဌာန်းရွတ်တယ်ပြေးရွတ်တယ်ဓမ္မစကြာမှာသမယတို့ရွတ်တယ်နိုင်ပေါင်းတသောပြင်အောင်ရွတ်ပြီးပြီလားမရွတ်သေးတော့အောင်မြင်သေးဘူးသတ်မှတ်လို့ရတယ်နော်တရားထိုင်တယ် တရားထိုင်တဲ့အချိန်ကနိုင်ဘောတကောင်းကြည့်ပြီးပြည့်ပြည့်စုံအောင်ပြည့်တယ်လို့တတ်မှတ်လို့ရတယ်။တချို့ကလေးတွေအဲ့လိုပဲနိုင်ဘောတကောင်းပြည့်အောင်ဆိုတနည်းမှာသူကအလုံးမလုံးတဲ့အချိန်ပဲရှိအောင်အလုံးလုံးတဲ့အချိန်ရှိအောင်လို့တက်တက်ကိုအလုံးလုံးတယ်။လုံးချင်လို့အလုံးကိုလုံးတယ်ဒီအလုတ်ကရလာမှာဝင်ငွေတွေဘယ်လိုရကြလို့အဆက်အသွယ်တွေဘယ်လိုရကြလို့ဘယ်လိုအရာတွေဘယ်လိုရကြလို့ဆိုတဲ့စိတ်တည်းသူတို့ရဲ့စိတ်စိတ်။နိုင်ဘုံတောင်ပြည့်ကြလို့ လုပ်တွေလုပ်တာပြည့်သွားရင်လုပ်လို့အောင်မြင်ပြီပဲပဇံဆိုတာလုပ်လို့ရပြီအောင်မြင်မှုလုပ်လို့ရပြီကိုယ်ရုံးမတရားနေပေါ်တယ်နိုင်ငံတတော်ပြည့်ပြီလားလို့လိုက်ကြည့်တရားဟုတ် YouTube မှာပုတ်တထောင်ကျော်လောက်တည်းရှိပြီချင်းတတော်မပြည့်သေးဒါအောင်မြင်လို့ပြောလို့မရဘူးနော်တရားဟုတ်တဲ့ရှိတော့နိုင်ငံတတော်ပြည့်အောင်မြင်တယ်လို့သတ်မှတ်တယ် တရားထိုင်နေရှုတော့နိုင်ဘုံတသောပြည့်ကိုထိုင်ဖြစ်တယ်ဆိုရင်တော်တော်အစစ်တစ်ခုတော့ level တစ်ခုတော့ရောက်ပါရောက်ပြီးပြီးရွတ်တယ်ပဋ္ဌာန်းရွတ်တယ်ဓမ္မစကြာရွတ်တယ်ကိုယုံကြည်ရင်ပြရပါအဲ့လိုရွတ်တဲ့ဘတ်တဲ့သူကလည်းနိုင်ဘုံတသောပြည့်ကိုရွတ်ဖြစ်ပြီဆိုရင် level တစ်ခုတော့တရားပေါ်ရောက်ပါရောက်အလုံးလုံးတဲ့အခါမှာလည်းငါနိုင်ဘုံတသောပြည့်ကိုလုံးလုံးပြီးပြီလားမလို့တဲ့လားမလို့ရသေးဘူးဆိုရင်ကြိုးစားကြည့် လုပ်ပြီးပြီဆိုရင်လည်းဒီကြောင့်ပေါ့။လောကီကိစ္စပဲဖြစ်ဖြစ်လောကီကြည်ဝဲဒုတိယချမ်းသာရေးပဲဖြစ်ဖြစ်လောကရကြည်ဝဲဒုတိယအောင်မြင်ရေးပဲဖြစ်ဖြစ်အပြည့်ဆုံးပတ်နဲ့ဖြစ်တဲ့တရားဒုတိယမြေရောက်ကိစ္စပဲဖြစ်ဖြစ်ဘီးရေးရေးကျင့်တာချင်းကျင့်လို့လို့ရင့်သွားတယ်။ဒါကြောင့်ဘာကျဆရာတို့ဖျားကြီးရဲ့မိနေဆရာတို့ဖျားကြီးရဲ့တရားတွေမှာဥစ္စာလို့နားလဲရတယ် ပညာဆိုတာလေတူးနဲ့တူးမတူးဘူးတချို့ကြတော့တရားနာရင်လည်းတရားသူတရားမြတ်ရနိုင်တဲ့ပုဂ္ဂိုလ်ရှိတယ်တချို့ကြတော့စာပေအစစ်စစ်သိယူပြီးတော့နောက်ပိုင်းမှာတရားထူးရတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့တချို့ကြတော့နိဗ္ဗာန်များစွာချင့်ပြီးမှအဉ္ဉဏ်ရင်လာတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တဲ့တောင်းတဲ့တောင်းတော့မတူးနိုင်ဘူးလို့ဆရာတို့ရည်တည်လို့မင်းအဲ့တော့တူတာမတူတာဒါနဲ့ကိုလုံးရမယ့်အလုပ်ကိုကိုလုံးနေဖို့သာ ကိုသွားမဲ့လမ်းကိုကိုသွားမှကိုရောက်မှာကိုသွားမဲ့နေတော့မရောက်ဘဲနေမှာပေါ့တဲ့ခြေလက်တရားနှမ်းမဲ့တရားရောက်ဖို့ခြေတလန်းစနှမ်းပြီးပြီဆိုရင်ကုသကုလည်းမကျန်တော့တလန်းမှမလန်းတယ်ဆိုရင်တော့ခြေလက်တရားကိုကျန်နေတာပေါ့နော်နိုင်ဘုံတတော်ပြည့်အောင်လို့တကယ်ကြိုးစားကြည့်တော့တကယ်နိုင်ဘုံတတော်ပြည့်အောင်အလုပ်လုပ်ရင်အောင်မြင်တယ်လို့ဒီလိုဆိုတယ်နိုင်ဘုံတတော်ပြည့်အောင်အလုပ်လုပ်ပြီးရင်အောင်မြင်တယ်လို့ဒီလိုဆိုတယ်နော် ်ဒုက္ခကိစ္စဖြစ်ဖြစ်ဒုက္ခတကိစ္စဖြစ်ဖြစ်ဒီပဋ္ဌာန်းရတာပဲဖြစ်ဖြစ်တရားထိုင်တာပဲဖြစ်ဖြစ်ဆရာလုံငန်းတွေလောက်တာပဲဖြစ်ဖြစ်နိုင်ပေါင်းတသောင်းပြည့်အောင်မြင်တယ်ဆိုကြပါစို့တို့ဘန်းနဲ့တကူချင်းလန်းတရားလမ်းပဲဆိုကြပါစို့တလမ်းမှမလားသည်ဆိုရင်အစနေစမ်းမှမိုင်းတသောင်းကြီးဘုရားချင်းလန်းအစချင်းလန်းတရားကြီးနဲ့ဘုရားချင်းလန်းအစကိုတလမ်းလမ်းပြီးပြီဆိုရင်ကိုယ့်စိတ်ကိုယ်လမ်းမကြမ်းတော့ဆယ်လမ်းလမ်းပြီးပြီဆိုရင် ခြေလောက်90ပဲချန်တယ်နော်အဲဒါကြောင့်ပုံမှန်လေးအလုံးလုံးနေဖို့ရည်ကြီးတယ်တဲ့ရတာသူတောင်းလို့အမကုတောင်းဝင်တယ်တောင်းကိုခွဲဝေပြီးတော့ရလို့စိတ်တွေနေကံပြတ်ထနေတော့လည်းမဖြစ်ဘူးတဲ့ချိန်တိုင်းတော့ရသွားမှာတဲ့ဒါကြောင့်ပုံမှန်လေးသာလုံးသွားတဲ့တူတူကောင်းနေတရားထိုင်တာလေးပုံမှန်လေးသာလုံးသွားနော်ဒါအိလူချင်းတဲ့စိတ်နဲ့လူချင်းတဲ့အယံလူချင်းလောဘဖြစ်သွားတယ်နော် ဒါကြောင့်ဘောဓိမြတ်ဆိုလို့ပြင်ရမရှာနဲ့ရှာရင်ကြားတယ်အမျောနဲ့မျောရင်ချောတယ်မတွင်းနဲ့တွင်းဝင်တခါတခါလူကြီးနေမြင်ရတယ်ဖြစ်တယ်တရားထိုင်ရတဲ့အာယုနဲ့တမိတ်တွေပေါ်လာရှိတယ်နော်အလင်းရောင်တွေမြင်ပဲဩဘာသောပိတိပတ္တိသတိဖြစ်အဲ့ဒါတခါတခါကျတော့အဲ့ဒါလေးတို့ထိုင်နေရမယ်စိတ်နဲ့တော်တော်ဓမ္မရမဏပိတိတွေဖြစ်နောက်တစ်ချိန်တိုင်းတော့အဲ့ဒါလူကြီးလို့ဆိုထပ်လဲလို့မမရဘူးလူကြီးတဲ့စိတ်ကဖြစ်သွားတယ် ပုံမှန်လေးသာတို့ရတယ်လို့တို့သူရတာလေနားပုံမှန်လေးသာလို့ပညာဝိတ္တုံမှာတော့မြတ်စွာဘုရားရှင်ကတော့မြတ်ကြီးရခြေသာတို့ခြေတပီတို့တဲ့သတ္တရောမိဘိက္ခဝေဓမ္မာပညာဝိတ္တိယံအဝတ္တံတိပညာတူဝါကြောင့်တရားလေးပါရှိတယ်တဲ့လောကီပညာလောကုတ္တရပညာသမထပညာဝိဝတ္တရပညာမေပညာပုပညာကတ္တမိသတ္တရောအဲ့ဒီပညာတူဝါကြောင့်တရားလေးပါပါလဲဆိုရင် တပုရိတတန်တီဝပညာရှိတော်ဟောပေါင်းသင်ဆက်ဆံမိဝေစီကံတပိဒေဝသမာတိတတပိကုဝိတတန်ထောတတတ္တမပညာယတယောဟောတိနမ္ပါတိယပြုကောင်းတဲ့ပေါင်းညာပြုကောင်းဒီရဲ့ပြုကောင်းတဲ့မိဝေစီကံကြပြုကောင်းဒီရဲ့ပြုကောင်းတရားနာပြီးတော့ပြုကောင်းဖြစ်မဲ့ချမ်းသာမယ်ပေါ့ဘယ်တော့မှဆင်းရဲတဲ့ယုံညံ့တဲ့လူမဖြစ်တော့ ုတိယဆင်းရဲတဲ့သူယုံညံ့တဲ့သူမဖြစ်ချင်ဘူး။ဒါပေမဲ့တို့ကောင်းညံ့မပေါင်းညံ့အောင်ဆိုရင်အဆင်မပြေဘူးနော်။တို့ကောင်းပေါင်းယုံနေမပြီးသေးဘူးနော်။နံပါတ်1ကတတ္တမတ္တဝါနဲ့တို့ကောင်းဒီရဲ့တရားစကားတွေနားထောင်တော့။တို့ကောင်းဖြစ်စေတဲ့စာပြီးတဲ့ဖန်အမဲတို့ကောင်းတွေရဲ့အမှုချင်းတွေလေးလာ။တောကိမဆိုတဲ့ជីវ၀တဲ့တူတက်တဲ့ချမ်းသာတဲ့အောင်မြင်တဲ့ဒူဒီရဲ့အမှုချင်းတွေလေးလာ။စောစောပြုတ်လိုက်တဲ့စကလုံးလေးတစ်ခုပေါ့။ နိုင်ဘုံတောင်အလုလုပြီးတဲ့သူဟာအောင်မြင်တဲ့သူလို့သတ်မှတ်လို့ရတယ်ဆိုရင်အဲ့နိုင်ဘုံတောင်ကိုဘယ်လိုကျူးစမ်းလဲဘယ်လိုအလုပ်တွေလုပ်တယ်လဲဘယ်လိုအောင်မြင်သွားလဲတောင်မြောက်နောက်နံပါတ်3ကယုန်ိတုံမနတိကတော့နှလုံးသွင်းမှန်ကန်အမြင်မရှိရမယ်အကောင်းမြင်ရှိဝါဒရှိရမယ်အမှန်ကန်ကြည့်ရမယ်နှလုံးသွင်းမှန်ကန် ဓမ္မတုဓမ္မပฏิပတိတဲ့နံပါတ်၄လောကရတရားအပြောတဲ့အခြေအကျင့်ဒါဆိုလို့ရှိရင်ပညာတွေတူပါမယ်ကြည်ပါမယ်လောကရတရား၉ပါးဆိုမလီပါဘူလီပါနေပါတယ်ပြောတဲ့အခြင်းစရာမကင်ရှိမှအခြင်းတရားတတိပဏ္ဍတရားဥပဒနာတရားဒါတွေကျင့်နေစဉ်လောကီပညာနဲ့တူတက်မယ်လောကရပညာနဲ့တူတက်မယ်လောကီလည်းချမ်းသာမယ်လောကရလည်းချမ်းသာမယ်သမထဝိပဿနာပညာတွေလည်းရှိပြီးတော့မရင်ရင်ချင်းမှချင်းဆိုလို့ တဆင်းတဲ့တဆင်းရင်းတဲ့ရင်းမြင့်တဲ့မြင့်ပြီးတော့တို့တော်ကောင်းများတက်နေတဲ့များကျင့်ပြီးတော့ဒီဘောဒီယုတ်ဒီခန္ဓာဖြင့်တရားတို့တည်တူတွေအမြန်ရနိုင်တဲ့တို့တော်ကောင်းတွေကိုစီဖြစ်နိုင်ကြပါစေကုန်တည်းကေသသတ္တလောကတလူနေဇမတိယဖယဣတယစိတွေ ရှုသည်လေးစားခြင်းအပူစီနိဗ္ဗာန်လုံးစမြတ်နိုင်ပါစေလောဘဒေါသမောဟထိန်ဝေဣမိတောမជីវတတိဣမိတောမជីវတတိနိဗ္ဗာန်ရောက်ကြောင်းတရကောင်းတရားတွင် ကဘာတိတမြထုံးပနိုင်ပါစေကုမေကေဇဝိဝေဇတဝသုမေကာယတုပါတိတောဝိကေဇဟံဝိဝေဇတဝဥဇုံသုမေကကောပဝိပါဏိနောမြလာသောသောတတဝပေါင်းစွာသောအလုံးသောတရားနာပရိသတ်ပေါင်းတော်ကောင်းတို့သည်ကုမေကံနိဗ္ဗာန်ရောက် ကြောင့်ပြီးကောင်းမဟုတ်တဲ့ဝိကမကောင်းလည်းရလည်းရုပ်လည်းဆိုခြင်းဆိုကြည့်တဲ့ကဝိဝိဇ္ဇတဝါရှောင်းရှောင်းဖြစ်ကြည်၍သူမဲ့ကံလေးပါရောက်ကြောင့်ပြီးကောင်းဖြစ်တဲ့မကင်ရှိတဲ့ကြီးမကိုဥဆုံးဖြောင်းပြောင်းမမရတို့လိုက်သွားနိုင်ကြပါစေကောင်းတတိအဟံဤတဲ့ကောင်းဖြစ်သောတရားဟောစီယအကစီယံသမ္မတမုအကျွန်ုပ်တည်လည်းပဲ ကုံမေကံနိဗ္ဗာန်ရောက်ကြောင်းကီကောင်းမဟုတ်တဲ့ဝိကံလည်းကောင်းလည်းခြင်းလည်းယုံလည်းစွခြင်းစွခြင်းတေကဝိဝိစေတဝါဆောင်ဆောင်ဖြစ်ကြည်၍သူမေကံနိဗ္ဗာန်ရောက်ကြောင်းကီကောင်းဖြစ်တဲ့ဘဂင်ရှိတဲ့ခီးပတ်ကိုဥဆုံးဖြောင်းပြောင်းပပသူမေကကောအလုံးစုံတရားနာပရိသတ်ကောင်းတို့ကော နိဗ္ဗာန်ရောက်ကြောင်းကြီးကိုကိုကောင်းမွန်စွာဥဆောင်ပြီးနိုင်၍တရားဟောဘုရားပြဆုဆုံးမတည်ရဥစဉ်ကိုယ်တိုင်ကလည်းနိဗ္ဗာန်ရောက်ကြောင်းကြီးကိုကိုကောင်းစွာလိုက်သွားနိုင်တဲ့ပုဂ္ဂိုလ်သည်ဘဝီဘူယံကောင်းစွာမသွေဖြင်းရပါစေကောင်းတည်း sí me ya,